အခုကမြန်မာနိုင်ငံမှာသတင်းတပုတ်ကအရန်ခက်စားနေတယ်။လူတိုင်းပြောနေကြတဲ့သတင်းပေါ့နော်။ပြီးဒီသတင်းနဲ့ပတ်သက်ပြီးတဲ့အခါကျမှလည်းမှန်နေမှားတယ်ဆိုပြီးတော့မတွေးဟာတွေလည်းအများကြီးဖြစ်နေကြတယ်ပေါ့။ဘာလဲဆိုတော့အမျိုးသမီးနေရောက်အဲခိုးရကိစ္စနဲ့ပတ်သက်ပြီးတဲ့အခါကျမှဖြစ်တဲ့ပြဿနာပေါ့အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးရဆိုလို့ရှိရင်တော့ဒါဖြစ်တင်လားမဖြစ်တင်လားဆိုတဲ့အရာကိုကျမတို့စမ်းစစ်ကြည့်လို့ရမယ်လို့ထင်တယ်ပေါ့နော်မင်္ဂလာပါကျမတို့စိတ်ချမိုင်းနဲ့ပတ်သက်တဲ့ဒီပညာဘဟုတုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းတို့ပဲဖြစ်ပါတယ် ဒီကိစ္စလေးကိုကျမတို့ detail မသွားခင်မှာအရင်ဆုံး moral development လို့ခေါ်တယ်ကိုကျင့်တရားတွေဘယ်လိုမျိုးဖွံ့ဖြိုးလာလဲဆိုတဲ့အရာတော့ကျမအရင်ဆုံးပြောပြဖို့တော့လိုလိမ့်မယ်ပေါ့အဲ့တော့ဒီဟာကကျမတို့စိတ်ပညာရှုထောင့်ဘက်ကနေပြီးမှကြည့်တာပေါ့နော်ဘဒုရဲ့ theory ယူမှလဲဆိုလို့ရှိရင်တော့ Lawrence Kohler ရဲ့ theory ကိုကျမအခြေခံပြီးတဲ့ခါကျတော့မှနည်းနည်းရှင်းပြသွားမယ်ပေါ့နော်လူတွေကအသက်ကြီးလာတာနဲ့အမျှဘာတွေပြောင်းလဲသွားတာရှိလဲဆိုတာမျိုးလေးပေါ့ Okay စမယ်ဆိုလို့ရှိရင်ကျမတို့ဒီ moral development လို့ခေါ်ရဲကိုရှင်တရားတွေကလည်းကျမတို့အသက်ရွယ်နဲ့လိုက်ပြီးတဲ့အခါကျမှတဖြည်းဖြည်းနဲ့တိုးတက်လာတာတွေရှိတယ်။သုံးပိုင်းခွဲခြားလို့ရတယ်ပေါ့။ဒီသုံးပိုင်းကိုကျမတို့ stage လေးနဲ့ခွဲမယ်ဆိုလို့ရှိရင် pre-conventional stage, conventional stage နဲ့ post conventional stage ဆိုပြီးတဲ့အခါကျမှသုံးခုခွဲလို့ရတယ်ပေါ့နော်။အဲ့တော့ pre-conventional stage ကိုကြတော့တက်3နှစ်နဲ့9နှစ်အရွယ်ကလေးလေးမှစပြီးတဲ့အခါကျမှဖြစ်လာတာပေါ့။အဓိကအပြင်တော့တို့ကအတ္တကိုပို့ပြီးမှရှည်တဲ့တင်နေ။ကိုယ့်အတွက်ကိုကိုအဓိကကြည့်တယ်ဆိုတော့ အခြေအနေတစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဒီ pre conventional stage မှာနှစ်ခုပါတယ်ပေါ့နော်နံပါတ်1ကကျကျွန်တော်တို့ကပါလဲဆိုတော့ obedience နဲ့ဒီ punishment ကိုကြောက်တာပါလဲဆိုတော့ပြစ်ဒဏ်ပေးခံရမှာကြောက်တာအဲ့တော့ဒီပြစ်ဒဏ်ပေးခံရမယ့်အရာတွေဆိုရင် तू မလုပ်ဘူးပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင်ကျောင်းမှာစာခိုးချလို့ရှိရင်ဆရာမမကြီးရိုက်ခံရမယ်ရိုက်ခံရမှာကြောက်လို့စာခိုးမချဘူးဒီလိုမျိုးပေါ့နော်အကယ်လို့ဒါမရိုက်ခံရဘူးဆိုလို့ရှိရင်စာခိုးချရင်စာခိုးချမယ် ဒါကတော့ဒါပထမစာချင်း stage တခုပေါ့နော်ဒီထက်နည်းနည်းလေးထပ်ပြီးတော့မှဟိုနောက်တစ်မျိုးထပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကြာကိုအတွက်ကိုပြန်ပြီးတဲ့ခါကျမှကြည့်မှာကိုအတွက်ဘာ benefit ရမှာလဲကိုအတွက်ဘာကောင်းကျိုးရမှာလဲကိုအဆင်ပြေပြီးတော့တစ်ဖက်သားကအဆင်ပြေလားမပြေလားသူကမဆိုင်ဘူးအကယ်လို့ကိုအတွက်ကောင်းမယ်ကိုအတွက်အဆင်ပြေသွားမယ်ဆိုလို့ရှိရင်လည်းလှုပ်ရှင်လှုပ်လိုက်ပါပဲဆိုတော့ဒီဟာစဉ်းစားပြီးကျမဥပမာပေါ့နော်အစ္စမလေးတခုတော့စဉ်းစားမိသေးတယ်ကြားဖြတ်နေပေါ့နော် ကြားဖြတ်နေဆိုလို့ရှိရင်လည်းအာသူတို့ကြည့်လိုက်သူတို့ရဲ့ personal gain တခုတော့ပဲ ကျန်တဲ့လူတွေကသူလိုလိုလိုက်တဲ့ပြုတ်မှုတစ်ခုကြောင့်မို့လို့ကျန်တဲ့မိသားစုတွေဒုက္ခရောက်တာတွေအများကြီးပဲရှိအများကြီးပဲကြုံတွေ့ရတယ်။ဒါမှမဟုတ်သူရဲ့ coaching တရား moral development ကကျတော့ဒီရဲ့ pre-conventional stage မှာပဲကျန်နေတယ်ပေါ့နော်။ဟုတ်ပြီနည်းနည်းလေးထပ်ပြီးအသက်ကြီးလာပြီပေါ့အသက်တွေကြီးလာတော့ခုန6နှစ်က25နှစ်ချားရောက်လာပြီ။အဲ့တော့အဲ့အချိန်မှာဆိုကျွန်တော်က conventional stage လို့ခေါ်တယ်။အဲ့တော့ဒီ stage မှာကျတော့ဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့ social awareness လို့ခေါ်တာပေါ့နော်။ပတ်ဝန်းကျင်ကိုဂရုစိုက်လာတယ်ပေါ့ ပဝန်းကျင်ကငါ့ကိုဘယ်လိုမြင်မလဲပဝန်းကျင်ကပုံမှာမကောင်းမြင်သွားဘူးဘယ်လိုလုပ်မလဲဒီကအဖြစ်တော့ပဝန်းကျင်ရဲ့အတိမပြုမှုတွေကိုစပြီးတော့မှလိုချင်လာပြီအဲ့တော့ဘာဖြစ်လဲဆိုတော့များသောအားဖြင့်ကတော့ဟိုမကောင်းတာမလုပ်ဘူးပေါ့မကောင်းတော့မလုပ်ဘူးဆိုတာကပဝန်းကျင်ကသူ့တခုခုပြောမှဆိုတဲ့အတွက်ကြောင့်မလို့မကောင်းတာမလုပ်ဘူးဒီလိုပုံစံမျိုးနဲ့နေတာမျိုးပေါ့နော်အဲနောက်တစ်ခုကကြာပါလဲဆိုနည်းနည်းလေးအဆင်ပြေလာပြီဆိုလို့ရှိရင်သူက law စီ order စီရှိတယ်ဆိုတော့သူလက်ခံလာတယ် လူတွေမှာစီးနဲ့ဖောင်နဲ့နေဖို့လိုအပ်တယ်ဥပဒေဆိုတာရှိတယ်ပြီးဒီဥပဒေတွေကကျမတို့ဒီဥပဒေအတွင်းမှာနေမှာလိုက်နာမှာဒါဒီလူအဖွဲ့အစည်းကလည်းကကောက်မွန်မွန်လဲပတ်နိုင်မယ်ဆိုတာသိတယ်ဒါအတွက်ကြောင့်မို့လို့သူကကြတော့ဒီရဲ့စီးဖောင်နေဒီဥပဒေတွေကိုသူလိုက်နာတာပေါ့နော်အဓိကအဖြစ်တော့ဖြစ်တဲ့ဘေးခံမှာကြောက်လို့မဟုတ်ဘူးသူတို့ကတယောက်ချင်းစီတာဥပဒေကိုဖောက်ဖျက်မယ်ဆိုလို့ရှိရင်ဒီရဲ့လူအဖွဲ့အစည်းတစ်ခုလုံးကြီးကရိုင်းနေသွားနိုင်တယ် ဒါကိုတိရတဲ့ကြောင့်မို့လို့ဒီ loss ရဲ့ order တွေကိုသူလိုက်နာရဲဆိုတဲ့သဘောပေါ့ဒါကတော့ကျမတို့တွေက conventional stage ပေါ့အများတော်အားဖြင့်အသက်အရွယ်6နှစ်ကနေပြီးတော့မှ15နှစ်ကြာမှစပြီးတဲ့ခါကျမှဖွံ့ဖြိုးလာတယ်လို့ခေါ်လို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆို post conventional stage ဒီ post conventional stage ကကျတော့နှစ်မျိုးရှိတယ်ပထမတစ်မျိုးကဘာလဲဆိုဒီလိုမျိုးကျမတို့ဥပဒေတွေရှိတယ်ဒီလိုစီးမင်းစီကန်းနေရှိပေမဲ့ဒီဟာတွေကတော့အမြဲတမ်း perfect မဖြစ်နေဘူးဆိုတော့သူစပြီးနားလေတာ အဲဥပမာအဖြစ်ပါလဲဆိုလို့ရှိရင်နိုင်ငံကြီးဒီမှာလာပြီးခိုလုံရတယ်ဆိုတဲ့အချိန်မှာသူတို့စီမှာတရားဝင်ဝင်ဝင်လာတာမျိုးဟုတ်ချင်မှာဟုတ်လိမ့်မယ်အဲဒါပေမဲ့လေဒီတရားမဝင်တာကြီးကိုမရဘူးစီမင်းစည်းကမ်းနဲ့ဗနီနိုတွေကိုကင်တွယ်ရမယ်ဆိုတာမျိုးထက်သူတို့နိုင်ငံကိုနေတဲ့နိုင်ငံကိုပြန်ပို့မယ်ဆိုရှိအသက်အန္တရာယ်ရှိနေနိုင်တယ်အဲအဲ့ထွက်ချောက်မလို့ဒီဟာမဟုတ်ဖယ်နေငါတို့ဘယ်လိုမျိုးဆက်ပြီးစဉ်းစားပြလို့ရအောင်ပါလဲဒီလိုမျိုးပေါ့နော်လူခွင့်ရေးတွေကိုသူပို့ပြီးတော့မှစဉ်းစားလာတယ်ဒီစီးပေါင်နေဆိုတာက တစ်ခါတည်းမှာ limitation ရှိလေဆိုတော့သူစပြီးတော့မှသိလာတယ်ပေါ့နော်နောက်ထပ် stage တစ်ခုထပ်ပြီးတဲ့အခါကျတော့ပြောရမယ်ဆိုလို့ရှိရင်တော့ universal truth ပေါ့နော်ဒါတကယ်အမှန်တရားဘက်မှာနေတယ်ဆိုတော့ stage တစ်ခုရောက်လာပြီပေါ့နော်ကိုကျင်တရားမှာဆိုလို့ရှိရင်ဘသူဖောက်ဖြက်ဖြက်ကမဖောက်ဖြက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ဓမ္မနဲ့အာရမမှာဆိုလို့ရှိရင်ဒါကြီးကမတရားနေဘူးအာရမဖြစ်နေတာတေချာနေပြီဆိုလို့ရှိရင်ဟို လူအများနဲ့တယောက်ဆိုလေကိစ္စမရှိဘူးတယောက်ထဲနေနေလိုက်မယ် ဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူ့ရဲ့ကိုချင်းတရားသူထိမ့်သိမ့်ထားရတဲ့ဆိုတဲ့ပုံစံမျိုးပေါ့ most conventional stage ကတော့အသက်15နှစ်နောက်ပိုင်းဒီမှာဆက်ပြီးတော့မှပြန်ပြီးတော့မှဖွင့်ဖြိုးရတယ်လို့တော့ပြောတယ်ပေါ့နော်ဒီအသက်အရွယ်ပိုင်းခြားတွေကတော့ဒါကတော့ပုံတည်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့အဲအဲ့တော့ကြည့်မယ်ဆိုကျွန်တော်တို့တွေက pre conventional stage conventional stage post conventional stage ဆိုပြီးသုံးမျိုးခွဲတယ်များသောအားဖြင့်လူတွေရဲ့80နဲ့80ရာခိုင်နှုန်းကကျတော့ဒီ conventional stage ဆိုတဲ့အလယ် stage မှာပဲ ဟိုရှိကြတာများတယ်ပေါ့နော်ဒါပေမဲ့ဒါလည်းအဆင်ပြေပါတယ်ဘာဖြစ်ဖြစ်အနည်းဆုံးတော့ဒီဥပဒေပေါင်းတွင်းထဲမှာနေနေတယ်ပြီးတဲ့အခါကျလို့ရှိရင်လူတွေနဲ့တဟဆာသာဖြစ်အောင်နေနေနိုင်နေဆိုတဲ့အချက်ကလေးကျမတို့ပြတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျမတို့အခု ဖြစ်တဲ့ဖြစ်စဉ် case ကိုကျမတို့ကြည့်ကြည့်ရမယ်ပေါ့အဲ့ဒီ case မှာဆိုလို့ရှိရင်အမျိုးသမီးနှစ်ယောက်ရှိတယ်ဒီအမျိုးသမီးနှစ်ယောက်ရဲ့အသက်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်း90ဝန်းကျင်လောက်မှရှိမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ပထမဒီခိုးတဲ့အမျိုးသမီးပေါ့နော်ခိုးတဲ့အမျိုးသမီးရဲ့ကိစ္စကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်သူ သားလေးရဲ့ဆေးဖိုးအတွက်ပါဆိုပြီးပြောပြီးတော့မှခိုးတာပေါ့ပြီးတော့တကယ်တမ်းပြန်ပြီးစုံစမ်းကြည့်ရတဲ့အခါကျဒီကလေးကလည်းသူ့ကလေးမဟုတ်နေပြန်ဘူးအဲ့တခုကလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဆေးဖိုးဆိုတာကဟုတ်ပါမလားဟုတ်မှန်ပါမလားပေါ့အဲ့တော့ဒီညမှာကျွန်တော်တို့ကြည့်မှဆိုလို့ရှိရင်ဒီအမျိုးသမီးကြီးကအသက်အရွယ်အဖြစ်ကတော့90ဝန်းကျင်လောက်မှရှိနေပြီမြဲသူ့ရဲ့ကိုချင်းတရားဖွံ့ဖြိုးနေတဲ့ level ကဘယ်လောက်အဆင်မှချိန်ခဲ့လဲဆိုတာလေးကိုစဉ်းစားကြည့်လို့ရမယ်တူတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပေါ့နောက်အမျိုးသမီးတယောက်ပေါ့ ဆိုင်ရှင်မျိုးသမီးပေါ့အဲသူကြတော့လေသူကခိုးတာမလုပ်တင်ဘူးဒါမျိုးတွေကအေးအေးယူခံရနိုင်တယ်ဒါနဲ့ပတ်သက်ပြီးမှဥပဒေတွေရှိတာဆိုတော့သူနားလေတယ်ဒါပေမဲ့သူကတော့သူ့ရဲ့ဒီ emotion ကိုကင်တွယ်ဖို့သူတို့ခက်ခဲဖြစ်သွားတာလေးပေါ့နော်ဒီပြဿနာလေးဖြစ်သွားတာမျိုးပေါ့အဲ့တော့ဒီမျိုးသမီးနှစ်ယောက်မှာတော့ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုဘသူက best stage မှာရှိနေလဲဆိုတော့ကျွန်တော်တို့တည်ပြီးလို့တော့ထင်တယ်ပေါ့နော်ထူးဆန်းတာဘာလဲဆိုတဲ့အခါကျတော့ဒီဒီဒီချိန်လေးကြီးကိုကြည့်ရှုနေတဲ့လူတွေ အတချို့တော့လူတွေမှာဆိုလို့ရှိရင်ကြာဘာလဲဆိုတော့ဒီခိုးတဲ့အမျိုးသမီးကိုတနာပြီးတဲ့ခါကျမှဝိုင်းလူပေးတာတွေအောင်ရှိတယ်ပေါ့နော်အဲ့တော့အာသူရဲ့ moral development တွေကိုတော့ခဏလေးထားလိုက်အောင်ပေါ့နော်တကယ်ပြောရမယ်ဆိုလို့ရှိရင်သူဒီအေးအေးယူခံရခြင်းလည်းမရှိဘူးပေါ့ခိုးတဲ့လောက်ရဆိုတာကဒါမှားနေတဲ့လောက်ရဆိုတာလူတိုင်းသိတယ်ဒါပေမဲ့ဒါကိုကျမတို့တွေကဒီတနာပါတယ်ဆိုရယ်စိတ်တစ်ခုနဲ့သူ့ရဲ့ လောက်ရက်ဒီကိုမျက်ခွေဖြူလို့ရမလားပေါ့နော်တို့ဒီလိုမျိုးသူ့အခက်ခဲတွေကိုတို့ဖြေရှင်းပေးလိုက်တယ် temporary solution လို့ပဲပြောရမယ်တဲ့တွေ့ပေါ့နော်ခဏတာကိစ္စတွေအတွက်ကိုဖြေရှင်းပေးလိုက်တဲ့ဟာကတကယ်ဒီအမျိုးသမီးအတွက်ကတကယ်ရောသူ reflect ဖြစ်ရလားသူသူတကယ်ရောဒါဆင်ခြင်နိုင်မှာမလားပေါ့သူ့ရဲ့အခြေအနေကိုပေါ့အာကျွန်တော်တို့စဉ်းစားစရာတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကြည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်အကူပြန်ဆန်းစစ်ကြည့်လို့ရတယ်ပေါ့နော်ကိုကရောဘယ် level မှာရှိနေလဲဘယ် stage မှာကျန်နေလဲပေါ့အဲ့တော့တစ်ချိန်တစ်ချိန်မှာတော့ကျွန်တော်တို့တွေက အဲဒီ convention နဲ့ post convention stage မှာတော့ပြေးနေတယ်ပေါ့အဲ့နှစ်ခုမှရှိနေတော့အကောင်ဆုံးပေါ့နော်ဒီနေ့ကတော့ကျမကတော့ဒီ Lawrence Gobert ရဲ့ moral development မှာမူတည်ပြီးတဲ့အခါကျမှကျမတို့ကိုကျင့်တရားတွေဘယ်လိုမျိုးဖွံ့ဖြိုးလာလဲဆိုရယ်ရအောင်ပြပြပေးသွားတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစစ်ကျမကြီးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှထပ်သိကျင်တာတွေရှိလို့ရှင်တော့ comment မှာဝင်ရောက်ဆွေးနွေးပြီးလို့ရပါတယ်ရှင်